မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ဒီ KBZ ပေးပေါ့ခင်ဗျာကျွန်တော်ဒီ KBZ ပေးကျွန်တော်တို့ password change ရင်ဘယ်လိုချိန်ရမလဲပေါ့ခင်ဗျာကျွန်တော်ပြီးတော့ကျွန်တော်တို့ password မေ့သွားရင်ပေါ့ခင်ဗျာအာဘယ်လိုပြန်ယူရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်ပရမအဆုံးအနေနဲ့ဒီ KBZ ပေးတဲ့ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာ KBZ ပေးတဲ့ဝင်လိုက်ပေါ့ခင်ဗျာဝင်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာ mine ဆိုတဲ့ profile နဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာ နှိမ့်ဝင်ပြီးတော့ကျွန်တော်ကဒီမှာအားလုံးတွေပို့ပြီးတော့အဆင်ပြေသွားအောင်ပေါ့ခင်ဗျာဒီမှာလမ်းကွေးကိုကျွန်တော်ဟိုမြန်မာလိုလေးတစ်ချက်ချိန်လိုက်ပါမယ်ခင်ဗျာအချိန်ပြီးတော့ဒီမှာပေါ့ခင်ဗျာဒီမှာ profile နဲ့ကိုကျွန်တော်ပြန်ဝင်လိုက်မှာပေါ့ခင်ဗျာဝင်ပြီးရင်ဒီမှာပေါ့ခင်ဗျာကျွန်တော်တို့ကအာလေးဝက်နံပါတ် password ပြောင်းကျင်တာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ password မေ့သွားလို့ပဲဖြစ်ဖြစ်ဒီနေရာလေးတော့တစ်ချက်နှိမ့်ဝင်အောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာတော့ပုံစံနည်းနဲ့ပေါ့ခင်ဗျာ၄ဝက် number စီမံမှုဆိုတဲ့အထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာအဲအဲ့ဒီထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာ လေဝန်နံပါတ်စီမံမှုဆွဲတော့တစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာအာကျွန်တော်တို့က password ပြောင်းခြင်းတော့ဒီအပေါ်အကွက်ကလေးတွေကိုနှိပ်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအပေါ်အကွက်ကလေးတွေကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးတော့ဟိုဘက်ရောက်သွားရင်တော့မိတ်ဆွေတို့အနေနဲ့မြင်ရမှာမဟုတ်ဘူးပေါ့ခင်ဗျာကျွန်တော် screen recorder အမဲကြီးလုပ်ပြီးမှာဖြစ်ပါတယ်ခင်ဗျာလုံခြုံရင်းရာ ငါဒီမှာနှိမ့်ဝင်လိုက်မှဆိုရင်ဒီဘက်ကိုရောက်သွားမှာပေါ့ခင်ဗျာအဲ့ဒီမှာကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာလေးဝက်နံပါတ်ဟောင်းပေါ့ခင်ဗျာကိုယ့်ရဲ့နံပါတ်ဟောင်းကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးရဲ့အောက်မှာတော့လေးဝက်နံပါတ်အစ်စ်ပေါ့ခင်ဗျာကိုထားခြင်းနဲ့ password အစ်စ်ကိုထားပေးရပါမယ်ဒီအောက်ဆုံးမှာတော့အဲ့လေးဝက်နံပါတ်အစ်စ်ကိုအတည်ပြုပေးရမှာပေါ့ခင်ဗျာကျွန်တော်တို့ပြောင်းမယ်အဲလေးဝက်နံပါတ်အစ်စ်ကိုဒီမှာထပ်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့အလေရနဲ့အောက်ဆုံးကိုတူအောင်ထည့်ရပေးရမယ်ပေါ့ခင်ဗျာအပေါ်ဆုံးကတော့ password အဟောင်းဖြစ်ပါတယ်ခင်ဗျာအဲ့လို ုတ်ထားပြီးတော့ဒီမှာအတီးပြုတ်ပြီဆိုတဲ့စာလေးကိုနှိပ်ပြီးတော့ရပြီပေါ့ခင်ဗျာဒါကတော့ကျွန်တော်တို့ဒါဆိုရင်တော့ password ချိန်ပြီးသွားပြီပေါ့ခင်ဗျာဒါကတော့လေးဝက်နံပါတ်အဲပြောင်းနေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ password မေ့သွားရင်လည်းဒီနေရာကနေဝယ်ပြန်ဝင်ရမယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာအာဒီ top ပုံလေးနဲ့ဒီမှာလေးဝက်နံပါတ်စီမံမှုဆွဲတဲ့ဟိုတစ်ချက်နှိပ်ဝင်လိုက်မယ်နှိပ်ဝင်ပြီးဒီအောက်ခုနအကွက်ကခုနနှစ်ခုကပေါ့ခင်ဗျာဒီမှာလေးဝက်နံပါတ်မေ့သွားခြင်းဆိုတဲ့အထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာ အဲ့ဒီမှာပုံမှန်လေးဝက်နံပါတ်မေးသွားချင်းဆိုတဲ့အထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ရင်ဒီမှာကတော့ကျွန်တော်မျက်နှာအတီးပြုတ်ပြရမှာဖြစ်ပါတယ်မျက်နှာစကင်အတီးပြုတ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာမျက်နှာကိုယ့်ရဲ့မျက်နှာကိုအတီးပြုတ်ပြရမှာပေါ့ခင်ဗျာအာအတီးပြုတ်ပြီဆိုတဲ့အထက်ကိုနှိပ်ဝင်လိုက်ရင်ဟိုကျွန်တော်တို့ဟိုဘက်ရောက်သွားရင်တော့မျက်နှာအတီးပြုတ်ပြရမှာပေါ့ခင်ဗျာအာအတီးကျွန်တော်ဒီမှာနမူနာပြရမှာပေါ့ခင်ဗျာ အဲဒါဆိုတော့ဒီမှာမျက်နှာအတီးပြူမီပေါ်ဆက်သွားမှာပေါ့ခင်ဗျာဆက်သွားရဆိုရင်ကျွန်တော်မျက်နှာစကင်ညနာသူစကင်ဖတ်လိုက်မယ်ဖတ်ပြီးရင်ကျွန်တော်တို့ကနှိတ်ကိုနှိတ်နှိတ်ပြီးရင်တော့ကျွန်တော်တို့ကဖုန်းနံပါတ်ပေါ့ခင်ဗျာကုတ်ကုတ်ချောင်းလုံးပို့လာမယ်ပေါ့ခင်ဗျာအဲ့ဒီကုတ်ချောင်းလုံးရိုက်ထည့်ပေးရမယ်အပေါ်သုံးရမှာပေါ့ခင်ဗျာရိုက်ထည့်ပြီးရင်ဒီမှာအောက်ဆုံးနှစ်ကွက်မှာတော့ကိုထားခြင်းနဲ့ password ကိုပေါ့ခင်ဗျာပြန်ပြီးတော့ထားလို့ရပါပြီခင်ဗျာအစ်စ်ပြန်ထားလို့ရပြီပေါ့ခင်ဗျာ password ကိုပေါ့ခင်ဗျာဒါကတော့ password မိသွားတဲ့လူတွေအတွက်ပေါ့ခင်ဗျာ အာကျွန်တော်ပြန်ယူခြင်းဘယ်လိုပြန်ယူရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်းမျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျအာဒီမှာကိုယ့်ရဲ့ဒီမှာအာကျွန်တော် KP ရပါခင်ဗျ sorry ခင်ဗျဒီကိုယ့်ရဲ့ PP ရ log out ဖြစ်သွားတဲ့လူတွေအတွက်ဆိုရင်တော့အခုကျွန်တော်ပြောပြတဲ့နီးလေးက password မေ့သွားရင်ပြန်ယူတဲ့နီးလေးကတော့ရမှာမဟုတ်ပါခင်ဗျအဲ့လိုပြန်ယူခြင်းတော့ကျွန်တော်ဒီလိုကျွန်တော်တို့ KP ရအ log out ဖြစ်နေတယ် password လည်းမေ့နေတယ်ဆိုတဲ့သူတွေကတော့ကျွန်တော်တို့ KP center ကိုလူကိုယ်တိုင်သွားပြီးလုံမှရမှာဖြစ်ပါတယ်ခင်ဗျ ားလုံးအဆင်ပြေကြပါသည်ခင်ဗျာ။